ိတ်တော့မကြလိုက်ပါဘူး။ဣဇွေကယမန်မှာရှိတဲ့ဟူတီပြည်မတွေကိုလေကြောင်းတက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေပါပြီ။ယမန်နေ့ကဘန်ဂူရီယန်လေစိတ်အနီးမှာကြောက်ခဲ့တဲ့ဟူတီဒုံးကျည်ကိုတုတ်ပြန်တဲ့အနေနဲ့ယခုကဲ့သို့ထွက်ပေါ်လာခြင်းဖြစ်ပါတဲ့ဆိုပါတက်ခတ်မှုတွေကဣဇွေနဲ့ကီလိုမီတာ2000ခန့်အကွာမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဒါဟာတာတော့မဟုတ်ပါဘူး။ဣဇွေစစ်တပ်ကဆိုပါစစ်စင်ရေးကိုတရားဝင်ထုတ်ပြန်ချက်နဲ့ဟူတီတပုန်တွေရဲ့တုတ်ပြန်မှုတချို့ကအတည်ပြုပါတယ်။ဒီစစ်စင်ရေးကို operation post city လို့ခေါ်တယ်လို့ကိုလာဟာရာရှိပါတယ်အဒီအဖြစ်အဆိုရအဆိုပါလေကြောင်းတက်ခတ်မှုတွေကဂျပန်နစ်ကပက်ထိန်ဒုံးကြီးတက်ခတ်မှုနဲ့အခြားရခင်တက်ခတ်မှုတွေကိုတုံ့ပြန်ခြင်းဖြစ်တယ်လို့ပြောပါတယ်တကယ်တော့ပြီးခဲ့တဲ့လအတွင်းဣဇရေလကိုဟူတီတွေကတက်ခတ်မှု20ကျော်ရှိခဲ့ပါတယ်ယခုအချိန်ထိဣဇရေလကကျွန်တော်တို့မြင်နိုင်တဲ့ပွင့်လင်းတဲ့တုံ့ပြန်မှုကိုမပြခဲ့ပါဘူးဤစစ်စင်ရေးအစ်စ်ကတော့ပြင်းထန်သောတုံ့ပြန်မှုတစ်ခုဖြစ် ထိုတက်ခတ်မှုအားလုံးကိုကာမိစရန်ရည်ရွယ်တယ်လို့ပြောပါတယ်။ယနေ့ဟူဒီတွေက လေကြောင်းတက်ခတ်မှုမှာကျယ်လျရင်အစင်း20ပေါင်ခဲ့ကြောင်းဤဇွေစစ်တပ်ကတရင်ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါဂျယ်လီယင်တွေဟာယမန်ကန်ယူဒန်တခြားမှာရှိတဲ့ဟူဒီအခြေခံဆော့အုံတွေကိုပြစ်မှတ်ထားပြီးတော့မှခဲယန်ဘုံ90ကိုကျဲချခဲ့ပါတယ်ပြစ်မှတ်များမှာဟိုဒေတာစိတ်ကန်တဲ့ကွန်ကရစ်စေယုံတို့ပါဝင်ပါတယ်၎င်းတို့က အစ်ဇရိနဲ့ကီလိုမီတာ2000အကွာမှာတည်ရှိပါတယ်အစ်ဇရိတိုက်လေယာဉ်များဟာ၎င်းတို့ရဲ့ကိုပိုင်စီဖြစ်လေယာဉ်တွေနဲ့အကူအညီရဲ့လိုအပ်ပါကအီရန်နိုင်ငံအတွင်းမှာပဲရန်သူပိုင်နဲ့အတွင်းတာဝေးပြစ်တိုက်ခတ်မှုတွေကိုလှုပ်ဆောင်နိုင်ကြောင်းပြတ်တာခဲ့ပါတယ်ဤဒီမှာဟူဒီတွေကိုစန့်ကျင်တဲ့မြေကြီးစစ်စင်ရေးအတွက်မဆိုတတိထားမဲ့အချက်ဖြစ်ပါတယ်ဥဒတာစိတ်ကံကိုဟူဒီများကအကြမ်းဖက်ဝါဒအတွက်အသုံးပြုခဲ့တဲ့အီရန်လက်နက်တွေနဲ့ အခြားစစ်ပယ်ဆိုင်ရာပစ္စည်းတွေကိုလွှဲပြောင်းဖို့အတွက်အသုံးပြုထက်ကြောင်း IDF ကပြောကြားခဲ့ပါတယ်။ဒါကအသေးစားတော့မဟုတ်ပါဘူး။ဟူတက်တာစိတ်ကန်ကအမန်တကယ်လိုအပ်နေတဲ့ယမန်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလက်ခံရရှိတဲ့အတွက်လူသိများပါတယ်။ဒါပေမဲ့ဟူတီများကတူညီတဲ့စိတ်ကန်ကိုမှပဲလက်နက်တွေကိုလည်းခိုးသွင်းရမှာအသုံးပြုခဲ့ပြီးတော့၎င်းတို့ကနှစ်ပေါင်းများစွာမှတ်တမ်းယူထားဒီမှာမှန်ကန်ပါတယ်။ဒီလေကြောင်း တက်ခတ်မှုမှာအစ္စရေးကအဲ့ဒါကိုပြစ်မှတ်ထားခဲ့ပါတယ်အစ္စရေးကဒီနေရာကိုဝင်တိုက်တာဒါဖရောက်ဆုံးအချိန်တော့မဟုတ်ပါဘူးအစ္စရေးရဲ့အဆိုအရကွန်ကရစ်စက်ရုံကဟူတီများအတွက်အရေးကြီးတဲ့စီဝါရေးဆိုင်ရာပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်ဥမင်လိုင်ကောင်းများနဲ့အခြားတဲ့စစ်ပတ်ဆိုင်ရာအဆောက်အုံတွေတိဆောက်ရမှာအသုံးပြုပါတယ်၎င်းကပြစ်မှတ်ထားခြင်းနဲ့ဟူတီတွေရဲ့စီဝါရေးစစ်ရေးတိဆောက်မှုတွေကိုထိုးနှက်ခဲ့ကြောင်းအစ္စရေးကပြောကြားခဲ့တယ်ယခု တက်ခဲမှုကစစ်ပွဲစတင်ကြတဲ့ကယမန်မှာရှိတဲ့ပြည်မတွေကိုအစ္စရေးက6ကြိမ်မြောက်တက်ခဲခဲ့ခြင်းဖြစ်ပြီးဇန်နဝါရီနောက်ပိုင်းဖနောက်ဆုံးအချိန်လည်းဖြစ်ပါတယ်။မကြာသေးမီလများအတွင်းကဟူတီဒုံးကျည်နဲ့ဒရုန်းတက်ခဲမှုတွေကိုအမေရိကန်ကတုံ့ပြန်ခြင်းမရှိကြောင်း IDF ကပြောကြားခဲ့ပါတယ်။သူလှုပ်ရှားမှုတွေကို Operation Rough Rider လို့ခေါ်ပါတယ်။ယနေ့စောပိုင်းမှာအစ္စရေးတက်ခဲမှုမပြင်းမီနဲ့အပြင်းမှာအမေရိကန်ကယမန်မှာလေကြောင်းတက်ခဲမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဣဇရဲတက်ခတ်မှုကိုအတည်ပြုခြင်းမပြုမီနှစ်နိုင်ခန့်အလိုမှာအမေရိကန်က၎င်းရဲ့ဘုံးတွေကိုစာနာတွဲမှရှိတဲ့ပြစ်မှတ်အများပြားကိုထိမြန်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒါကိုမှတ်တမ်းတင်နေတဲ့အချိန်မှာယမန်တဝိုက်မှာနောက်ထပ်အမေရိကန်ရဲ့လေကြောင်းတက်ခတ်မှုတွေအကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။အစောပိုင်းမှာအမေရိကန်ရဲ့တက်ခတ်မှုတွေကပြစ်မှတ်30ကြော်ထိမှန်ခဲ့ကြောင်းသိရပါတယ်။ထို့အချိန်မှာယမန်ချမရီဝန်ကြီးဌာနကအရသား21ဦးတရားရရှိခဲ့ကြောင်းဟူတီရကြေညာပါတယ်။အဲ့ဒီနိုင်ငံရဲ့ပြူရိုအဖွဲ့ဝင်မိုဟာမက် အပူအတီကကျင်ညာချက်ထုတ်ပြန်ပါတယ်ယေမန်မှာရှိတဲ့အရဘက်ဒေသတွေကိုလေကြောင်းတိုက်ခတ်မှုတွေဆိုးဝါးစွာပျက်စီးခဲ့တော့လဲဟူတီတွေကဂါဇာကမ်းမှာဒေသကိုဆက်လက်ထောက်ပံ့သွားမယ်လို့၎င်းကပြောကြားခဲ့ပါတယ်အခုဒီနေရာမှာတည်ထားမဲ့အရေးကြီးတဲ့အချက်ရှိပါတယ်အစ္စရေးကယေမန်မှာနေလေကြောင်းတိုက်ခတ်မှုတွေလက်အတန်းကြောင်ရပ်တန့်ခဲ့ပြီးတော့မှ၎င်းကအမေရိကန်တို့ထားခဲ့ပါတယ်အဲ့ဒါကိုစော်ပန်းဗီဒီယိုမှာပြောထားပြီးဖြစ်ပါတယ် မတ်လ15ရက်ကတည်းကအမေရိကန်ကဝူတီတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့ဒါတွေအတွက်အကြောင်းပြချက်တခုရှိပါတယ်၎င်းကလေပိုင်နဲ့ညှိနှိုင်းမှုမှာကူညီပေးခြင်းဖြစ်ပါတယ်ဒိုဒီရတ်မှာလေပတ်နေတဲ့နိုင်ငံတခုသာရှိတဲ့ဖြင့်စိတ်ဆုပ်ထွေးမှုဖြစ်နိုင်ခြင်းနဲပါတယ်ဘသူကဘယ်ကိုပြန်တမ်းမလဲဘာတွေဘယ်မှာဘုံကျဲကြမလဲစိတ်ပူနေစမလို့ပါဘူးအစ်စရီးက၎င်းရဲ့ကိုယ်ပိုင်တိုက်ခိုက်မှုကိုပြုလုပ်လို့တော့အခါမှာ၎င်းတို့ကအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ပါတယ်ဒီချိန်တည်းမှာပဲ အမေရိကန်ဘုံများကြောက်ချင်းရှိမရှိနဲ့အနီးနားမှာ cruise ဒုံးပြတ်နေပြန်တန်းချင်းရှိမရှိ၎င်းတို့ကတေချာစေပါတယ်။ဒါပေမဲ့လည်းအယူဇရိကလကောင်းရဲ့ကိုပိုင်ထောက်လောင်ရေးလေယာဉ်များလေယာဉ်တွေနဲ့ရှိဖြစ်ပစ္စည်းတွေကိုပြတ်မှတ်ထားအသုံးပြုခဲ့ပါတယ်။ Israel ရဲ့တိုက်ခတ်မှုအတွက်အမေရိကန်လေယာဉ်တွေကပါဝင်ခြင်းမရှိပါဘူး။အီတက်ခတ်မှုများမှာပျက်စီးဆိုးဆိုးမှုဆိုင်ရာအချက်အလက်တွေကိုမနက်ဖြန်မှာကျွန်တော်တို့ပြောင်းလဲနိုင်ပါတယ်။နေထွက်တာနဲ့အမျှယမန်နဲ့အစ္စရေးနိုင်ငံလုံးမှာတပ်ပေါ်နေအစီအစီရင်ခံစားတွေကိုကျွန်တော်တို့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဂါဇာမှာမြေပြင်တိုးဆက်တဲ့တခုကိုအစ္စရေးကအတည်ပြုခဲ့ပါတယ်။ဤလှုပ်ဆောင်ချက်အတိတ်ကတော့ရခိုင်လှုပ်ဆောင်မှုများတဲ့ပို့ပြီးတော့မှပျက်စီးစေနိုင်ပါတယ်။ဂါဇာကမ်းပေါ်ဒေသအားလုံးကိုပျက်စီးရန်လူဦးရေကိုလူချင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဇုံငယ်များအဖြစ်တို့ပြောင်းဆွေကရေရှည်အစ္စရေးတို့တိမ်ပတ်မှုကိုစတင်နိုင်ပွဲရှိပါတယ်။ဟူဒီတက်ခတ်မှုအပေါ်အာယုံဆူဆတ်မှုကြောင့်ယနေ့မှ၎င်းကအာယုံဆူဆတ်မှုတိမ်မရှိတော့ပါဘူး။ဒါပေမဲ့ဒါဟာတရင်ကြီးပါပဲ။ အစ်ဇူကတင်းထောက်ဗာရက်ရာဗစ်ကအဆိုရအစ်ဇွေကအပြစ်အခရစေင်းနဲ့ဒဇကန်တဘောကျင်ချက်အတွက်နောက်ဆုံးရက်ကိုတောင်းမထားပြီးဖြစ်ပါတယ်။လာမယ့်တွင်ပတ်မှာအရှိအလက်ဘန်းကိုတမရထရန့်လာရောက်ခြင်းမပြုမီ၎င်းကဖြစ်ပေါ်လာမှာဖြစ်ပါတယ်။မေလ15ရက်မှာတဘောတွင်ချက်မရရှိခဲ့ဘူးဆိုရင်အစ်ဇွေကမြေပြင်စစ်စင်ရေးကိုစတင်တော့မှာဖြစ်ပါတယ်။ကာဇာကဲမော်ဒီရာအားလုံးကိုဖြည်းဖြည်းချင်းပြန်လည်တင်ပတ်ဖို့အီဇွေလုံချုံရေးမှုကြီးအဖွဲ့ကတင်းကျုံရည်နေ့ကအစီအစဉ်ကစားတည်ပြုလိုက်ပါတယ် ဘောတူညီချက်မရှိရင်နယ်မြေကိုအကန့်အသတ်မရှိချုပ်ကန်ထားမယ်လို့သူတို့ကပြောပါတယ်အစီရင်အစီအစဉ်မှာစောက်အုံများကိုလူပေါင်းနှစ်တန်းနှီးပါးမှရှိတဲ့လူသားချင်းစာထောက်တာမှုဇုံတစ်ခုကဲ့သို့တွန်းပို့ရန်ပါဝင်ပါတယ်ဒါကို rafa model လို့ခေါ်ပါတယ်ဗီဒီယိုထဲမှာအစ္စရေးကပြောင်းရွှေ့ပြီးဖြစ်တဲ့ဂါဇာမြောက်ကမ်းမြောက်တောင်ပိုင်းက rafa ရဲ့မှတ်တမ်းဗီဒီယိုကိုပြသမှာဖြစ်ပြီး ဧရိယာတော်တော်များကိုဘူဒိုဇာနဲ့ဖြိုခွင်းပြီးလူတွေကိုဘေးလွတ်ရာကိုရွှေ့ခိုင်းမှာဖြစ်ပါတယ်။ IDF ရဲ့ပြောရေးဆိုခွင့်ရှိသူဘူမူဂျုတ် FE Defrin ကစစ်စေးရေး Mike and Saw ကတိုးတက်မှုအချို့ရှိခဲ့တော့လဲ Hamas ကခုခံဆဲဖြစ်ပါတယ်။ဒါကြောင့်အခုသူတို့က Operation Gideon Chariot နဲ့စစ်ကိုတိုးလာနေပါတယ်။ဒီနောက်ဒီနောက်ထစစ်စင်ရေးအတွက်ထောင်ပေါင်းများစွာတဲ့အစ္စရေးအရန်တပ်သားတွေကိုဆင့်ခေါ်ထားပြီးဖြစ်ပါတယ်။၎င်းတို့ကလာမယ့်9ရက်မှ10ရက်အတွင်းပူးပေါင်း ပါဝင်ဖို့ပြောင်းလဲထားပြီးဖြစ်ပါတယ်မေလ15ရက်ဝန်းကျင်မှာစတင်လဲပါမလို့ပြောပါတယ်စစ်စင်ရဲ့အစ်တမကြီးမားတဲ့ထိုးစစ်တစ်ခုပါဝင်မှာဖြစ်ပြီးပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်ယင်းမှာဂါဇာလူကြီးအများစုကိုရွှေ့ပြောင်းခြင်းစစ်တိုက်တက်ခတ်မှုတွေစစ်တွေးကြတွေကိုတပ်ဖြတ်ခြင်းနဲ့အခြေခံစောက်ဦးဖြစ်စီခြင်းလို့ပါဝင်ပါတယ်ရာဖာမော်ရယ်ကိုဂါဇာကမ်းမြောင်ရဲ့တခြားနေရာတွေမှာလဲကျင့်သုံးဖို့စီစဉ်နေပါတယ်ရာဖာက အီဂျစ်နယ်စပ်အနီးမှာရှိတဲ့ဂါဇာရဲ့တောင်ဘက်အကျဆုံးမြို့ဖြစ်ပါတယ်။မကြသေးမီက IDF ကဆွေပြောင်းဝင်ရောက်ခဲ့ပြီးတော့ပါဆောက်ဦးအများစုဖျက်ဆီးခဲ့ပြီးလူဦးရေကိုနေရာဆွေပြောင်းပေးခဲ့ပါတယ်။ဒီလူတွေကိုမကြခင်အချိန်မရွေးပြန်ခွင့်ရတော့မှာမဟုတ်ပါဘူး။အဲ့ဒါကတော့တခြားဒေသတွေအတွက်လည်းအစီအစဉ်ရှိပုံရပါတယ်။ Israel ဝန်ကြီး Smotrick ကလည်းမှတ်ချက်ပေးပါတယ်။စစ်စင်ရေးစပ်ပြီးတဲ့နဲ့ Israel ကဒဇခံများနဲ့လဲလှယ်ရပြီးမလို့တော့ဘူးလို့ပြောပါတယ်။ တဇက်ခန်းတွေလွတ်မြောက်ရန်တခုကျတော့နီလန်ကဟာမတ်စုအနိုင်ယူဖို့ဖြစ်ကြောင်း၎င်းပြောကြားခဲ့ပါတယ်။ဂါဇာကမ်းပေါ်ဒေသကိုအစ္စရေးကတိမ်ပိုက်ထားပြီးဝင်ထွက်ခွင့်မရှိတော့ကြောင်း၎င်းကအတည်ပြုပါတယ်။၎င်းကိုအောင်ပွဲအတွက်စစ်ပွဲဟုခေါ်တွင်ပြီးတိမ်ပိုက်ခြင်းဟူသောစကားလုံးကိုဆောင်ရှားဖို့အခြေတံပြီလို့ပြောပါတယ်။သူသူအဆိုအရဂါဇာကမ်းပေါ်ဒေသအားလုံးကိုမေရဝင်ရိုးရဲ့တောင်ဘက်သို့ရွှေ့ပြောင်းပေးမှာဖြစ်ပါတယ်။ဒိုဒေသတွင်မှာလည်းလူသားချင်းစာထောက်ထားမှုအစီအစဉ်ကိုအစ္စရေးထုံးချမှုအောက်မှာ ေးအပ်မယ်လို့ပြောပါတယ်။ဟာမတ်စ်တို့ပြောင်းမလာနိုင်ရန်ဒါမှမဟုတ်စစ်ပယ်ဆိုင်ရာအထူးများပြောင်းလဲတိဆောက်ရန်တေးကြစေရန်တိမ့်ပိုက်ထားတဲ့ area တစ်ပိုက်မှာဂျန်စီယူတစ်ဆင့်ဆောက်ဖို့အစီအစဉ်တွေရှိပါတယ်။၎င်းတို့ကဂါဇာမှာတပ်များချထားပြီးဖြစ်ကထရန်ရဲ့စီခရီးစဉ်ပြီးဆုံးတဲ့အထိဟာမတ်စ်ကို PRP နေကြောင်း၎င်းတို့ကပြောကြပါတယ်။ယင်းကဂါဇာကိုထိန်းချုပ်ရန်လွှဲပြောင်းပေးခြင်းအပြင်ဟာမတ်စ်အားစစ်စနစ်နိုင်ပြီးဒဇဂံများထပ်မံလုပေးရန်တွန်းအားပေးနိုင်ပါတယ်။ ။ဣဇွေကစစ်စနစ်နိုင်မှုအားလုံးကိုလုံးလုံးလည်းရဆုံးလို့ခြင်းမရှိတော့လဲနောက်ွယ်မှာစစ်ပွဲအစည်းအဝေးအပြည့်အစုံကိုအတည်ပြုခဲ့ပါတယ်။ယခုကဣဇွေကောင်းဆောင်တွေကတိမ့်ပိုက်ခြင်းဟူတဲ့စကလုံးကိုပွပွလင်းလင်းတုံးဆွဲလာကြပါတယ်။လူမျိုးတုံးတုတ်တင်မှုဟုထင်ရတဲ့အကြောင်းရင်းမှာထိုစကလုံးကိုအချိန်တော်ကြာအောင်ဆောင်ရှားခဲ့တဲ့လူများကိုနင်ထုတ်ပြီးပြောင်းရင်မရနိုင်ကြောင်းပြောနေခြင်းဖြစ်ပါတယ်။ သို့သောဂါဇာကမ်းပေါ်ဒေသမှာရှိတဲ့လူဦးရေအများစုကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအနေငယ်သောနေရာများသို့တွန်းပို့ခံရမှာဖြစ်ပါတယ်။ Israel က၎င်းရဲ့ Rafah model version ကိုဆက်လက်လုပ်ဆောင်နေချိန်မှာအခြေခံအဆောက်အုံများကိုဖျက်ဆီးခြင်း၊ Hamas များကိုလိုက်လံစာပွေခြင်းနဲ့တစက္ကန့်များကိုအိပ်ပြန်ပို့ရန်ကြိုးပမ်းနေချိန် Operation Gideon Charlie အောက်မှာဖြစ်ပျက်မှာဖြစ်ပါတယ်။